မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ကပ္ပဥစ္စံအခန်းကြီး၈အခန်းငယ်၁မှ၁၂အထိဖျားသခင်သည် နောအေးမှစ၍အသက်ရှင်သမျှသောတတဝါနောအေးနှင့်အတူတင်မောထဲ၌ရှိသော တရိတ်ဆန်အပေါင်းတို့ကို အောက်မေ့၍မြေကြီးပေါ်မှလေလာစေတော်မူသဖြင့်ရေငြိမ်လေ၏။နက်နဲရာ ရေပေါက်ရေတွင်းများ မိုးကောင်းကင်ပြင်ဝများကိုပိတ်ဆို့၍မိုးကိုဆဲစေတော်မူ၏ရေသည်လည်းမြေပေါ်မှအစဉ်အတိုင်းစီးသွား၍အရက်150ဆေသောအခါရုတ်ရော့လေ၏တတမလ18ရက်နေ့တွင်သင်မောသည်အာရရက်အမည်ရှိသောတောင်ပေါ်မှတင်လေ၏တတမလတိုင်အောင်ရေသည်အစဉ်မပြတ်ရုတ်ရော့၍ထိုလဆန်းတရက်နေ့တွင်တောင်ထိပ်တို့သည်ပေါ်ကြ၏ ိုမှအရက်၄၀ကြာလင်နောအေးသည်တင်မောချေ၌လှုပ်ခဲ့သောပြကျင်းပေါက်ကိုဖွင့်၍ជីအားတကောင်ကိုလွတ်လေ၏ထိုជីအားသည်မြေပေါ်မှရေမခန်းမချောက်မီတိုင်အောင် သွာလာလျက်နေလေ၏တဖန်မြေမျက်နာပေါ်မှရေကုံသည်မကုံသည်ကိုသိချင်းကဂျိုးတကောင်ကိုလွတ်ပြန်လေ၏မြေတပြင်လုံး၌ရေရှိသေးသောကြောင့်ဂျိုးသည်ခြေဖြစ်နေ၍ အမောဖြေစရာကိုမတွေ့သဖြင့်နောအေးရှိရာတင်မောသို့ပြန်လာလေ၏နောအေးသည်လည်းလက်ကိုဆန်း၍ဂျိုးကိုကန်ယူပြီးလင်မိမိနေရာတင်မောထဲသို့တွင်းလေ၏တဖန်ခုနှစ်ရက်နေပြီးမှထိုဂျိုးကိုတင်မောထဲကလွတ်ပြန်၏ညအူအချိန်၌ဂျိုးသည်နောအေးထံသို့ ပြန်လာ၍မိမိဆက်ယူသောတန်လွင်ရက်ကို မိမိနှုတ်သည်ဖြင့်ဆောင်ခဲ့သောကြောင့်မြေကြီးပေါ်မှရေကုံချောင်းကိုနှောအေးတိလေ၏တဖန်ခုနှစ်ရက်နေပြီးမှထိုကျိုးကိုလွတ်ပြန်၏နောက်တဖန်ကျိုးသည်မပြတ်မလာနေ၏